သူများတက်ကိုတတ်ချင်းလို့ဆိုတာသူကအင်္ဂါ၅ချက်နဲ့ပြည့်စုံရင်ပဏာတိပတ္တကံထိုက်သွားတယ်။ဘယ်လိုတော့ဆိုတော့လောကလူတွေကထင်ကြတယ်ပြောကြတယ်တချို့ကရှင်နေပေါ်တယ်ရှင်နေမတတ်လို့ရှင် လူယောဂဖြစ်လိမ့်မယ်ဒါတွေးတယ်ပေါ့နော်ယောဂဖြစ်မှဆိုလို့ရှင်ကိုတတ်ရှင်ကိုတတ်လိုက်တော့ယောဂပျောက်သွားလားဆိုမှပျောက်ဘူးဒါပျောက်တာတော့အဲ့တော့စဉ်းစားဖို့ညင်းကမတူဘူးအေး စဉ်းစားတဲ့ပုဂ္ဂိုလ်ချင်းမတတ်လို့ရှိရင်ယောဂါတွေဖြစ်လာလိမ့်မယ်ချင်းနေတော့တတ်ရမယ်လို့ဒီလိုယူဆအဲ့တော့ပါဏာတိပါဒကံထိုက်သလားလို့မေးကြည့်လို့ရှိရင် အင်္ဂါ၅ချက်နဲ့ညီရမယ်ပါဏိကပါဒကံဆိုတာတရဝါလည်းဖြစ်ရမယ်တရဝါဆိုတဲ့အသိစိတ်လည်းရှိတယ်တတ်ချင်တဲ့စိတ်လည်းဖြစ်တယ်တတ်တေအောင်လည်းလုပ်တယ်တေလည်းတေသွားတယ်ဟောဒီ၅ချက်နဲ့ပြည့်စုံရင်တော့ ဘာကောင်တတ်တပဏာရိပတာပဲတူ။ဘာအကြောင်းပြနဲ့ပဲတတ်တပဏာရိပတာဖြစ်တယ်။သို့သောအပြစ်ကြီးတယ်သေးတယ်တော့ရှိတယ်။စင်နကောင်တတ်တာနဲ့ချင်နကောင်တတ်တာချင်းကအပြစ်ချင်းတော့မတူဘူးပေါ့။စင်တတ်ရတာကြိုးပမ်းအထုတ်မှု လုံးလဝီရိယအများကြီးလောက်ရ။ချင်နကောင်တတ်တာကြတော့လက်လေးထဲမှာအသာလေးပျောက်သွားနိုင်တယ်ပေါ့။လုံးလဝီရိယမဆိုင်ထုတ်ရဘူး။အဲ့တော့ဘာကြောင့်ပဲတတ်တ တတ်တဲ့ပုဂ္ဂိုလ်ဟာပါဏာတိပါဒကံထိုင်လို့တာမကမန္တမဖြစ်ဘူးမေဆာကမန္တဖြစ်တယ်ပေါ့